ဘလုံးသမဘဝတွေကနေပြီးတော့ကျမတို့အဲခေါင်းအစာချီဆုံးဘလို့အသုံးပြရမလဲဆိုတာကိုသင်ပေးခဲ့တဲ့ဆရာတွေရောနောက်တစ်ခုဘလုံးလောကမှာကျင်လည်ပြီးတော့အမတို့ရဲ့မြင်းဆရာတွေအကုန်လုံးကိုပေါ့နော်အဲကာယကံဝစီကံမနောကံနဲ့ပြမမိခဲ့သည်ရှိတော်ဆိုတဲ့အတွေ့နဲ့လာပြီးကတော့ရတဲ့လိုမျိုးပဲဒီလိုမျိုးရှင်သန်ရည်တည်နိုင်အောင်လို့အမတို့ကိုအဲဒီဘဝကိုရအောင်ပို့ပေးခဲ့တဲ့ဆရာတွေကိုလာပြီးတော့ကတော့ရတာဖြစ်တဲ့အတွက်အမအနေနဲ့အင်မတန်မှအကြည်နူးဝမ်းသာမိပါရှင့်ဥစ္စာနဲ့အမတို့နဲ့ရကြတော့ တနောက်လျှောက်အမတို့ဒီချွေတသိရအောင်လည်းပဲတနောက်လျှောက်နောက်ကနေ supporting ပေးလာတာဖြစ်တယ်လို့မျိုးပဲ player ဘဝတော့က supporting ပေးလာခဲ့တာဖြစ်တယ်လို့ပဲအခုလက်ရှိအမတက်နေတဲ့ pro line စင်မှာလည်းပဲအာတနောက်လျှောက်ကတော့အမရဲ့အကုန်ကြေးအကုန်လုံးကိုလည်းပဲ အဲဥက္ကရာပဲအကုန်လုံးထောက်ပံ့ထားတာပါမော်လုံးသမားတွေရဲ့တာရင်နာရဲ့အကုန်လုံးကိုလည်းပဲဖွင့်ကြီးထောက်ပံ့ပေးပြီးတော့မိသားစုဝင်တွေလိုမျိုးပဲအာလုံးလုံးထွေထွေနဲ့စောင့်ရှောက်နေတာဖြစ်တဲ့အတွက်အမတို့ငငယ်တွေကလေးစားရတဲ့ပုံကိုဖြစ်တဲ့အတွက်အခုချိန်ထိလည်းအမတို့ဘောမှာကျေးဇူးတရားတွေအများကြီးရှိတဲ့ပုံကိုပါရှင့်တားသမီးနဲ့မိဘလိုပါပဲရှင့်တော့ရှောက်မွေးထုတ်ထားတဲ့ကလေးတွေပေါ့နော်အကုန်လုံးကိုသူလုံးလုံးထွေထွေနဲ့ဟိုးအောက်သူစရောက်ကလေးကနေပေါ့အခုချိန်ထိကိုတော့ရှောက်ကိုမပြတ်မကွက်နဲ့အကုန်လုံးကိုမိသားစုလိုဆက်ဆံလာပေးတယ်ချစ်ခင်ပေးလာတာပါရှင့်အဆက်ရှိနေစေချင်ပါတယ်ရှင့်ဘာပြောလို့လဲဆိုတော့အနာက က်တက်လာမဲ့ကလေးတွေရောအမားတို့နောက်ထပ်ထပ်ပြီးတော့ရည်ရွယ်ချက်ထားပြီးတော့သွားကျင်နေတဲ့ Fever World Cup တွေအထီရောအတူတူပေါ့နော်လက်တွဲပြီးတော့နောက်ထပ်နှစ်ရှည်လာအများကြီးသွားကျင်မှသိတဲ့ရှင်မနက်မှာတော့စဉ်းစားသိမှာ ISB FC အမျိုးသမီးဘောလုံးတင်းရဲ့နှိပြချုပ်လေးဖြစ်ပါတယ်ရှင့်ဟုတ်ဟုတ်ကဲ့ရှင့်ဒါကတော့ညီမတို့ငယ်ငယ်တည်းကဘောလုံးသမားဘဝတွေကနေပြီးတော့ညီမတို့အဲခေါင်းအစာချီဆုံးဘလို့အသုံးပြရမလဲဆိုတာကိုသင်ပေးခဲ့တဲ့ဆရာတွေရောနောက်တစ်ခုဘောလုံးလောကမှာ ကျင်လည်ပြီးတော့အမတို့ရဲ့မြင်စရာတွေအကုန်လုံးကိုပေါ့နော်အဲကာယကံဝစီကံမနောကံနဲ့ပြမမိခဲ့သည်ရှိတော်ဆိုတဲ့အတွေ့နဲ့လာပြီးကတော့ရတယ်လို့မျိုးပဲနောက်တစ်ခုကကြာတော့အမတို့မှအဲဒီလောကမှာအမတို့ဒီလိုမျိုး ရှင်သန်ရည်တည်နိုင်အောင်လို့အမတို့ကိုအဲဒီဘဝကိုရအောင်ပို့ပေးခဲ့တဲ့ဆရာတွေကိုလာပြီးတော့ကတော့ရတာဖြစ်တဲ့အတွက်အမအနေနဲ့အင်မတန်မှဂျီနူးဝမ်းသာမိပါရဲ့ရှင့်အာအမအရင်နှစ်တည်းကလာပြတဲ့နေ့လည်းရှိပါတယ်ရှင့်မလာပြတဲ့နေ့လည်းရှိတယ်ဒါပေမဲ့တော့ အာတဦးချင်းစီကတော့အမနှစ်တိုင်းလေးပါအမရဲ့ဆရာတွေတထောက်လျှောက်ကိုတော့အမလိုက်ပြီးကတော့ဖြစ်ပါတယ်ရှင်ဟုတ်အော်အမတို့တထောက်လျှောက်ရှေ့မှာအတွက်ဆရာဦးစောဦးပေါ့နော်နောက်ဒီမှာအဲနောက်ထပ်ကျန်နေသေးတာအဲဆရာဦးရမောင်ကြီးနောက်ထပ်အဲဆရာဦးလာရွှေလေးနောက်ပြီးတော့ဆရာဦးရကျူကြီးပေါ့နော်အခုနောက်ဆုံးကျန်နောက်ဆရာဦးပေါက်စီပေါ့မန္တလေးပေါက်စီပေါ့နော်ဒီမှာအမတို့တထောက်လျှောက်ကတော့အခြားဆရာတွေလည်းအမတို့ကစားခဲ့တဲ့အချိန်တွေမှာအဲနှုတ်အဖြစ်ဖြစ်စေအကြဉာဉ်အဖြစ်ဖြစ်စေတထောက်လျှောက်ကတော့အမတို့ပေါ့နော်အဲ ဟိုဟာပေးခဲ့တဲ့ဆရာလေးလည်းအများကြီးပါနောက်အမတို့ကစားသမားဘုံကတော့ဒီမှာအဘလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့အဘအဥတောင်းထိုင်တဲ့တကွအအဘအဥတန်းစော်တို့အများကြီးပါပဲရှင်ဒုချုပ်တွေရောအကုန်လုံးကတော့အမတို့ငယ်ငယ်ငယ်ပလေယာဘဝတုန်းကအကုန်လုံးအမတို့မြေတောင်မြောက်ပေးခဲ့တဲ့ဆရာတွေပါပဲရှင်အကစားသမားဘဝကိုအမတ်ရတယ်ဆိုတာတည်းဆရာတွေရဲ့ကျေးဇူးတရားပေါ့နော်အမတို့ဆရာဘဝကိုရောက်နေတဲ့အချိန်မှာဒီငယ်ငယ်တုန်းကအမတို့ဘဝသူတို့ထားခဲ့တဲ့မေတ္တာတရားကိုပြန်ပြီးရတာဖြစ်တဲ့အတွက် ်အင်မတန်မှလည်းဝမ်းသာကြည်လူရပါတယ်။ဟောငငယ်တည်းကတော့အဆရာသမားတွေကိုဒီလိုကိုယ်တိုင်ကိုကြအကတော့ခဲ့တယ်ဆိုတာပေါ့ဟိုမရှိခဲ့ပေမဲ့မရှိခဲ့ပေမဲ့ဆိုတာဒီလိုအများကြီး online ကျင်းလိုက်မှာကတော့တာအမတို့ကတော့ဟာမမဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်တူးချင်းစီအတင်းအဖွဲလိုက်ကတော့အဲတရင်ကျော့အခါသမယအဲနောက်ပြီးတော့တကြံနေမှာတော့အမတို့အမြဲတမ်းဒီလိုမျိုးကတော့တာတော့ကတော့ခဲ့ပါလိမ့်ရှင်ဟုတ်ခင်လိုက်ရတော့ကလေးတွေရဲ့ အဲဟိုကတော့ပုံတံတန်ပေါ့နော်အသိဉာဏ်တွေရဲခင့်နဲ့လိုက်ပြီးတော့အကုန်လုံးကတော့ကွာချလာပါတယ်အဲဒါပေမဲ့အဲဗုဒ္ဓဘာသာမြန်မာလူမျိုးရဲ့အယူအဆတော့ဂုခိကလေးတွေမှာလည်းပဲတွေ့နေရတာဖြစ်တဲ့အတွက်ဒါကလည်းဝမ်းသာကြည်နုစရာတွေကတခုပါပဲရှင်အာအမားတို့ကစားသမားဘုရားတော်ကပေါ့နော်ဒီဆိုရှယ်မီဒီယာဆိုတာအရင်ကြီးဖြစ်ထွန်းတဲ့အချိန်လည်းမဟုတ်သေးပါဘူးအဲ့တော့အမားတို့ကစားခဲ့တဲ့ဘောလုံးပွဲတွေကို TV ကနေပြီးတော့အဲကြည့်ခဲ့ရတဲ့အဲပရိသတ်တော်တော်များများတော့လည်း အဲအခုချိန်ဒီအားပေးနေသေးဖြစ်တဲ့အတွက်အမားတို့ကလည်းကျေးဇူးတင်ပါတယ်အဲနောက်တစ်ခုကကြတော့အခုလက်ရှိလည်းပဲအမားတို့နီးပြးဘဝမှာကြတော့အဲဆိုရှယ်မီဒီယာရောဒီအာမီဒီယာလောကအရင်ကြီးဖွံ့ဖြိုးလာတာဖြစ်တဲ့အတွက်အကုန်လုံးအတွက်အမားတို့အတွက်အကျိုးရှိသလိုမျိုးပဲဒီကလေးကနောက်လာမယ့်ကလေးပလေယာတွေအတွက်လည်းအကျိုးရှိရှိနဲ့အသုံးချပြီးတော့ဒီလိုမျိုးလက်ဆင့်ကမ်းသွားမယ်ဆိုရင်တော့အမအနေနဲ့ကျေးဇူးတင်ပါတယ်ရှင့်အမားတို့ဒုတိယရွှေစိတ်ရတဲ့ အအချိန်ပြီးတဲ့အချိန်မှာပေါ့နော်ဥဇော်ရောက်လာတာပါအဲ့တော့ဥဇော်နဲ့အမတို့နဲ့ကကြတော့တတော်လျှောက်အမတို့ဒီချွေတသိရအောင်လည်းပဲတတော်လျှောက်နောက်ကနေ supporting ပေးလာတာဖြစ်တယ်လို့မျိုးပဲ player ဘဝတော့က supporting ပေးလာခဲ့တာဖြစ်တယ်လို့ပဲအခုလက်ရှိအမတက်နေတဲ့ pro license မှာလည်းပဲအာတတော်လျှောက်ကတော့အမရဲ့ကုန်ကြစည်အကုန်လုံးကိုလည်းပဲအဥက္ကရာပဲအကုန်လုံးထောက်ပံ့ထားတာပါအာနောက်တစ်ခုကကြတော့အခုလက်ရှိမြန်မာဘောလုံးလောကမှာကစောတဲ့တကြီးရွယ်ကိုကတော်ပွဲတို့နောက်ဘောလုံးသမားတွေရဲ့တာရင်နိုင်ရဲ့အကုန်လုံးကိုလည်းပဲအဲလက်ရှိမှာလည်းအာ အများဆုံးပေါ့နော်ကုညီထောက်ပံ့ပေးပြီးတော့အများဆုံးမိသားစုဝင်တွေလိုမျိုးပဲအာလုံလုံထွေးထွေးနဲ့စောက်ရှောက်နေတာဖြစ်တဲ့အတွက်အမအနေနဲ့ကကြတော့အမတို့ငငယ်တဲ့ကလေးစားရတဲ့ပုံကိုဖြစ်တဲ့အတွက်အခုချိန်ထိလည်းအမတို့ဘောမှာကျေးဇူးတရားတွေအများကြီးရှိတဲ့ပုံကိုပါရှင့်ဟုတ်သားသမီးနဲ့မိဘလိုပါပဲရှင့်အာအခုလက်ရှိအနေထားကိုကုညီမတို့အမတောက်လျှောက်မွေးထုတ်ထားတဲ့ကလေးတွေပေါ့နော်16နှစ်အောက်ကကလေးတွေဥမာညနှုတ်ခင်းတို့ပေါ့နော်နောက်တောက်လျှောက်ဒီဒီဘက်မှာရောက်လာတဲ့နော်တော်တဲ့ဝေးတို့စမ်းတော်တော်တို့တောက်လျှောက်အကုန်လုံးကလည်း အဥသောဒီတနှစ်မှာမွေးလာတဲ့သားသမီးနောက်တနှစ်မှာမွေးလာတဲ့သားသမီးတွေလိုပါပဲအကုန်လုံးကိုသူနွေ့နွေ့ထွေးထွေးနဲ့ဟိုးအောက်သူစရောက်ကလေးကနေပေါ့ခုချိန်ထိကိုတတော်လျှောက်ကိုမပြတ်မကွက်နဲ့အကုန်လုံးကိုမိသားစုလိုဆက်ဆံလာပေးတယ်ချစ်ခင်ပေးလာတာပါရှင့်ဟုတ်အဲ့ဒီဟာအနေနဲ့ကတော့ fever မှာဒီလိုမျိုးဖြစ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော် fever မပြောနဲ့ AFC ဆိုတဲ့နေရာမှာတော့အမတို့လိုနိုင်ငံငယ်လေးတခုကအဲဒီလိုမျိုးတောင်ဝင်တစ်ခုကိုပေးပြီးတော့အောက်ခရာလူပါလို့ပေးဖို့ဆိုတာအင်မတန်မှခက်ခဲတဲ့အချိန်မှာဥစော်ဒီနေရာကိုရောက်ရှိလာတာဖြစ်တော့တယ်အမတို့ အဘောလုံးမိသားစုအနေနဲ့ရောအမအနေနဲ့ရောအားလုံးသောအဲဒီဘောလုံးချစ်ပိတ်သက်တွေအကုန်လုံးအနေနဲ့ရောအဲအတိုင်းမသိဝမ်းမြောက်ဝမ်းသာအကုန်ယူမိပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ရှင့်အဆက်ရှိနေစေချင်ပါတယ်ရှင့်ဘာဖြစ်လို့လဲဆိုတော့အနာကတက်လာမဲ့ကလေးတွေရောအမတို့နောက်ထပ်ထပ်ပြီးတော့အဲရည်ရွယ်ချက်ထားပြီးတော့သွားကျင်နေတဲ့ fever world cup တွေအထီရောအတူတူပေါ့နော်လက်တွဲပြီးတော့နောက်ထပ်နှစ်ရှည်လာအများကြီးသွားကျင်မှသိတယ်ရှင့်မျော်လဲမျော်လင့်မိပါတယ်ရှင့်ဟုတ်